။ဧရာဝတီတန်းဒေသကြီးပသိမ်မြို့တန်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတက်မှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုနိုဝင်ဘာလ26ရက်နေ့ညနေပိုင်းကကျင်းပပြုလုပ်ရာတန်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကတက်ဆိုင်ရာခရိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွင်များမှာမဲစင်းများကတ်ထားကြညာရမှာ မကြမ်းရှိစေနဲ့မဲစင်းပါရှိစေရေးစောင့်ကြည့်စစ်ဆေးသွားရန်လိုအပ်ပါကြောင်း အသက်၁၈နှစ်ပြည့်ပြီးသူတိုင်းမဲပေးနိုင်ရေးအတွက်လိုအပ်တဲ့နိုင်ငံသားစီစီကပ်ပြများအချိန်မီကွင်းစင်ပြုလုပ်ပေးရန်လိုအပ်ပါကြောင်း။ယာယီနေရဆွတ်ခွာသူများအားနေထိုင်ရာ နေရာမဲစင်းပါရှိမှုနဲ့နိုင်ငံသားစီစီကပ်ပြများကိုစီစစ်သွားရန်အကြောင်းပြမျိုးကြောင့်ခီးလွန်နေသူများနေရပြောင်းလာပါကသက်ဆိုင်ရာရက်ွက်ခြေဝါအုပ်ချုပ်ရေးမှုရုံးများသို့တရင်ပေးပို့ပြီးမဲစင်းများပါရှိစေရေးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။စသဖြင့်အမှားစကားပြောကြားခဲ့ပါသည်။ အဲဒီနောက်အစည်းအဝေးတက်ရောက်လာကြသူများကဒုတိယအကြိမ်မဲစင်းကထားကြီးညာထားရှိမှုအခြေအနေများမဲစင်းမှန်ကန်စီရေမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများဖြင့်အဖွဲ့များခွဲကရက်ွက်ကြေးရွာများအတွင်တအိမ်တစင်လိုက်လံစစ်ဆေးသွားမဲ့အခြေအနေများဆွေးနွေးတင်ပြကြရမှာဒိုင်းဒေသကြီးဝန်ကြီးချုပ်ကလိုအပ်သည့်များမှာကြားခဲ့ပါတယ်။ ရယာဝီတန်းဒေသကြီးကုန်တယ်များနဲ့စံမှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ပထမမြမအာမခံ FNI ကုမ္ပဏီတို့ရဲ့ MOU လက်မှတ်ရေးထိုးဖွဲ့ခန္ဓာကိုဒီကနေ့မနက်ပိုင်းကပသိမ်မြို့ပသိမ်ဟိုတယ်မှာပြုလုပ်ခဲ့ရာတန်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကတန်းဒေသကြီးရဲ့စိုက်ပျိုးမှုမျိုးရေးလုပ်ငန်းများ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်ဒုတိယဒေသလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိရမှာတိုးတက်မှုများရှိခဲ့ပါကြောင်း ဒိုင်းနေသားကြီးရဲ့ရေတယံဇာတာ ရေတယံဇာတာလူစွာအရင်မြစ်ပေါ်ကျွေးဝါမှုများကိုခြေခံပြီးလုပ်ငန်းရှင်များနေဖြင့်ပံဖို့ကူညီများကိုစောင့်ရက်ပေးသွားမယ်ဆိုပါကပုံမဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်းစသဖြင့်အမှားစကားပြောကြပါလိမ့်အဲဒီနောက် First National Insurance General Company Limited ဒုတိယအုပ်ချုပ်ဘုတ်ဒါရိုက်တာကနောက်ခွင့်ဆက်စကားများပြောကြားခဲ့ပြီး ARB တန်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်ရန်ပုံငွေမှတည်လူတန်းပေးအပ်ခဲ့ရာတန်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံရယူခဲ့ပါသည်။ ဆက်လက်ပြီးအေယာရီတန်းဒေသကြီးကုန်သင်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ARCCI ဥက္ကဋ္ဌကနှုတ်ခွန်းဆက်စကားပြောကြပြီး First National Insurance General Company Limited Company Profile A Assistant General Manager ကရှင်းလင်းတင်ပြခဲ့ပြီးနောက် MOU လက်မှတ်ရေးထိုးပြီး Corporate Gift လဲလှယ်ခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်တန်ဒီသားကြီးဝန်ကြီးချုပ်နဲ့အဖွဲ့တီပတ်သိခရိုင်ငပူတော်မြို့နယ်ပြည်သူ့စေယုံဝင်းအတွင်အစည်းအဝေးခမ်းမှာပင်လယ်သွား ဆေးရုံရေးရင်တန်လွင်နယ်လက်ထူးဆေးကုအဖွဲ့မှအထူးကုပါရဂွန်ဆရာဝန်ကြီးများကဒေသခံပြည်သူများအားကျန်းမာရေးဆောင်ရှားမှုပေးနေမှုများကိုကြေညာအားပေးခဲ့ပြီးအထူးကုဆရာဝန်ကြီးများအားစံစီအားလူကျောက်များနဲ့ဆေးလာရောက်ကူတာတဲ့ဒေသခံပြည်သူများအားစားသောက်ပွဲရန်များပေးအပ်ခဲ့ပါသည် ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့အဖွဲ့တွေငပူတော်မြို့နယ်ခြေကံပညာထက်တန်းကျောင်းနဝရက်ကမ္မမှာပြုလုပ်တဲ့ငပူတော်မြို့နယ်အတွင်း2026ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြန်မာရေးအတွက် Grade 12ကျောင်းသားကျောင်းသူများနဲ့ဆရာဆရာမများအားတွေ့ဆုံပွဲခမ်းနားသူတက်ရောက်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလာမယ့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာတိုင်းဒေသကြီးရဲ့အောင်ချက်မြန်မာရေးအပြင် သိပ္ပံဘာသာရဲမှာလည်းထူးထူးကျွန်းကျွန်းဖြင့်အောင်မြင်ရေးအတွက်လည်းဆရာမိဘကျောင်းသားကျောင်းသူများနဲ့တာဝန်ရှိသူများအားလုံးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်းအမှားစကားပြောကြပါလိမ့် အဲ့ဒီနောက်တန်းဒေသကြီးပညာရင်ဘူးကတက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြန်မာရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပူးပေါင်းဆောင်ရွက်ရေးចောင်းသားចောင်းသူများအားနည်းတဲ့ဘာသာရပ်များအလိုက်ထိရောက်စွာအချိန်ပိုတင် जा ပြနိုင်ရေးကိစ္စများအားရှင်းလင်းပြောကြားပြီးနောက်တန်းဒေသကြီးဝန်ကြီးချုပ်တီရဝေးဒေသမှာငပူတော်မြို့နယ်အတွင်းလာရောက်တာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမများအားစမ်းစီများကို၎င်းချင်းပြပေးရခဲ့ကတန်းဒေသကြီးဝန်ကြီးချုပ်ကဏီကုန်းချုပ်မှာစကားပြောကြားခဲ့ပါတယ် ဒီသတင်းကိုပသိမ်သတင်းဌာနဖွဲ့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။